Champions League ပွဲစဉ်၃ Chelsea နဲ့ Ajax မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှူအနီချူဒူဝါရီဘိုဒိုညတနအိခွဲမှာရှင်ပြိုင်စားမယ် Chelsea နဲ့ IS2 ရဲ့ပွဲကြုံသုံးသက်ချက်ကိုကျွန်တော်ညကိုနေတူတူလောက်သွားကြပါတယ် key points စီကျွန်တော်စတင်ဆွဲထုတ်ကြည့်အောင်ဒီနေ့ ပရီးမီးယားလိနဲ့ချန်ပီယံလိမှာအကျော်ပေးမှုအပြင်းထန်ဆုံးပွဲဟာ IS နဲ့အခုပွဲဖြစ်ပါတယ်ကျွန်တော်တို့ Chelsea အဲ့ဒါလောက်ပြင်းထန်တဲ့အကျော်ပေးမှုတစ်ချိန်တစ်ခါမှမပေးခဲ့ဘူးပါဘူးဒါက Chelsea ဒီဒီပွဲမှာအနိုင်သေးကြတယ်ဂိုးဘလောက်သွင်းမလဲဆိုတာရေတွက်ရမယ်ဆိုတော့အကျော်ပေးမှုမျိုးဖြစ်ပါတယ်အဲ့တော့ဒီအကျော်ပေးမှုတွေဘလောက်အကျော်ပေးထားတယ်အာရှကဘယ်လိုတွေဖွင့်လှစ်ထားတယ်ကျွန်တော်နောက်ထပ် segment မှာမှဆွေးနွေးမယ်လောလောဆယ် key points တွေဆက်ဆွဲထုတ်ကြည့်အောင် ISD ပြည်တွင်းမှာရော ချန်ပီယံလိမှာလယ်စင်းပေးနေတဲ့အသင်းပိုဆိုးတာချန်ပီယံလိချန်ပီယံလိမှာရှေ့နော်ကျွန်တော်နှစ်ပွဲလုံးရှုံးတာတယ်ဂိုးပြတ်တွေနဲ့အိမ်ကွင်းလည်းရှုံးတယ်အဝေးကွင်းလည်းရှုံးတယ်ပြည်တွင်းမှာအသိရှိလားဆိုတော့လေမရှိတော့ဘူးဒါကျွန်တော်တို့သိခဲ့တဲ့ IS မှာမဟုတ်တာဒါ knowledge sharing လေးအနေနဲ့ထပ်လုပ်ချင်တာ IS ဆိုတာကတခိတခါဥရောပရဲ့ဆရာကြီးပဲ dash လိမှာအအောင်မြင်ဆုံးအသင်းပဲ Amsterdam Netherlands ရဲ့မြို့တော်ကြီးမြို့ကြီးသားအသင်းအဲ့ဒါလောက်ထိစိုးဝါသွားမယ်လို့ကျွန်တော်တွေလည်းမထင်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ရာဒီမှာ IST အဲ့လိုအခြေအနေမျိုးတွေတကယ်ကြုံတွေ့နေရတာပါတစ်ဖက်က Chelsea အဲသူ့ဘက်ကသူလမ်းကြောင်း မှန်လေးပေါ့ဖြည်းဖြည်းညင်ညင်လေးတက်လာတယ်။ပြီးခဲ့တဲ့ Northern Forest ကိုသုံးခုပြအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာလည်းကစားသမားတချို့အနားပေးပြီးတော့ကစားသွင်းနိုင်ခဲ့တယ်။ Enzo Fernandez ဒူးတန်ရဘာညာဆိုပေမဲ့အဲ့တလောက်ပြင်းထန်တာတော့မဟုတ်ဘူး။တိုးတော့အနားပေးလို့ရတဲ့အတွက်အနားပေးလိုက်တဲ့သဘော။အဲ့တို့ကြောင့်အင်ပြည့်အားပြည့်နဲ့ကစားသမားတချို့အစုံလင်ဒီပွဲမှာပြန်လဲပါဝင်လာနိုင်တယ်။ပါဝင်လာရင်တောင်ပါဝင်ဖို့မလိုတဲ့အခြေအနေမျိုး Premier League ပွဲကိုပဲ focus ထားလို့ရတယ်။ဒါ IS ကိုကျွန်တော်အထင်သေးပြီးပြောတာမဟုတ်ဘူး။ Chelsea အနေနဲ့ဒီလိုမျိုးပဲလူချန်ပြီးကစားရမှာ။ ကျွန်တော်ပြောချင်တာလူစုံပါဝင်လာနိုင်တယ်ဆိုရင်ပဲပြိသက်အမြဲလိုလိုမြင်နေကြကစားသမားတွေက bench မှာထိုင်ရင်ထိုင်နေမယ်အစတေဗောင်းတို့လိုမျိုးလူငယ်ချစ်တဲ့ကစားသမားတွေပေါ်ထွက်ခွင့်အနေနဲ့ပါရင်ပါလာလိမ့်မယ်နက်တိုတို့ခဏလောက် bench မှာထိုင်ခိုင်းရင်ခိုင်းလိမ့်မယ်မဂါနာချိုတို့ဘာလို့တွင်းကိုတခုရရင်လဲယုံကြည်မှုပြန်ရနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့တဲကောင်းလဲတဲနိုင်တယ်အဲ့ဒါကြောင့်လူစုံတော့ကျွန်တော်တို့မြင်ရဖို့သိပြီးမရှိဘူးဒါပေမဲ့လူစုံမြင်ရသည်ရှိတော့မမြင်ရသည်ရှိတော့ IS ကဘာအစိတ်မှမရှိဘူးယအဲ့တော့ ဒီနှစ်သင်းရဲ့ထိတိုက်တွေ့ဆုံမှုတွေထဲမှာလည်းဟိုချယ်ဆီကိုဒုက္ခပေးခဲ့တဲ့နောက်ဆုံးထိတိုက်တွေ့ဆုံမှုကိုချယ်ဆီဖန်တော်တော်များမှတ်မိမယ်လို့ထင်တယ်ကျွန်တော်ဖိုးဖိုးလားမသိဘူးဗျာ Reece Jane နောက်ဆုံးကန်သွင်းချက်နောက်တစ်ဖက်က Hakim Ziyech လားမသိဘူး Chelsea ကိုအဲတုန်းကတောင်းကန်ဘောကနေတရိုက်ဂိုးသွင်းတဲ့ခုနှစ်ခါတမရတယ်ပေါ့ဒါပေမဲ့အဲ့ဒီအချိန်ကာလက Chelsea မဟုတ်တော့တယ်လို့အဲ့အချိန်ကာလက IS လည်းမဟုတ်တော့ပါဘူးဒါဒီပွဲနဲ့ပတ်သက်ပြီးပြိသက်တိထားတဲ့ key points လေးတွေကိုစွဲထုတ်ကြည့်တာပါကဲအရေးကြီးတဲ့အပိုင်းလာပြီအာရှရဲ့အကြောပေးမှုအာရှတော့ ဒီပွဲတည်းမှာ Chelsea ဒီဘလောက်ထိပြင်းထန်အောင်အကျော်ပေးထားတယ်လဲဆိုတော့နှစ်ကိုးသွင်းမှာတဝက်ပျော်ရွှင်ခွင့်ပေးထားတယ်အဲ့ဒါကြောင့်ကျွန်တော်ရှင်းမှာပြောခဲ့တာလေဒီဟာဒီ Champion League နဲ့ Premier League ပွဲစဉ်တွေထဲမှာအခုကစားခဲ့ပြီးတာ အလုံးပေါင်း၁၀ဘွဲလောက်ရှိသွားပြီ။ဒါပေမဲ့အဲ့ဒီလောက်ထိပြင်းထန်တဲ့အကြောပေးမှုမျိုးတစ်ကြိမ်တစ်ခါမှမပေးခဲ့ဘူး။ဘာကြောင့်ပေးထားလဲဆိုတော့ဒီပွဲစဉ်ကချက်သည့်အနိုင်တီချာလို့ပေးထားတာဗျာ။တကူတဝက်ပျော်ရွှင်ခွင်းတို့ဒါမှမဟုတ်လေတကူအပြည့်ရှုံးလို့ဆိုရင်တော့တော်သေးတယ်။အခုကနှစ်ကိုးသွင်းမှတဝက်ပျော်ရွှင်ခွင်းပေးထားတာ။အတိအကျပြောရင်တော့ site တစ် site ချင်းစီနဲ့နော်တစ် site ချင်းစီကွာမှုလေးတော့ရှိမှာပေါ့ဗျာ။အမှ30%လားနော်နှစ်ကိုးသွင်း40%လား50%လားစသဖြင့်ပေါ့။ကျွန်တော်ဒီ job မှာအရင်ကိုပြင်းထန်တယ်ကျွန်တော်တို့တွေတစ်ဖက်ကလေဆင်းပေးနေရတဲ့ IS ကိုလည်းယုံကြည်လို့မရဘူးကျွန်တော် တော့ဟို Chelsea ပြိတ္တဆိုပေမဲ့ ဘောလုံးပွဲရွေးချယ်တဲ့အခါမှာနှစ်သင်းလုံးဘက်ကကြည်ပြီးရွေးပါတယ်။ကဲကျွန်တော်တို့ IS ရွေးလိုက်ပြီ။ငါဟဲ့ IS ။ကြောင်ပြောင်နေတာလေ။ချန်ပီယံလိမှာလည်းတောက်လျှောက်ရှုံးအဖြစ်ကံအသင်းလို့ဖြစ်နေတာ။ Stanford Bridge မှာဗျာ။ဘာပြောချယ်ဆီကစားသမားတွေဒီဟိုတလုံးစုံဆိုတဲ့လောက်အခွင့်အရေးကိုမိမိရအတုံးချတတ်တဲ့အမြင်ပေါ်တရားပဲဖြစ်ဖြစ်နော်။ Set piece တရားပဲဖြစ်ဖြစ် free kick တရားပဲဖြစ်ဖြစ် Northern Forest တဲ့ဘွဲမှာလည်းအဲ့လိုဖြစ်သွားသေးတာပဲ။ဘလို့မှယုံလို့မရဘူးလေ IS ကိုကြတော့။ဒါမဲ့ချယ်ဆီကြတော့ထပါတော့ free kick ကနေတကူအတွင်းနဲ့ corner ကနေကျလာမဲ့တွင်းကိုတကူလောက်နော် Garnacho ရဲ့တူးချင်းကျွမ်းကျင်မှုကနေရမဲ့တွင်းကို 6လောက်ဒါတွေကခက်မှန်လို့ရရလေဝင်သွားရင်တော့မှ2သီးလောက်တော့ဖြစ်သွားနိုင်နှစ်ခိုးသွင်းလို့တဝက်ပဲပြုတ်ရှင်ဝင်ရပါသေးတယ်ကျွန်တော်တွေကချယ်စီပဲရွေးရမယ်ပုံမျိုးပြအဲ့တော့ total 6နဲ့ဖြစ်နိုင်ခြေရှိတဲ့6 reset တွေကိုတစ်ချက်ချိန်ကြည့်မယ်3လုံးအပြည့်ရှုံးအဲ့ဒါလုံးဝ match ပဲကွက်တိပဲလုံးဝကိုက်ညီတယ်3လုံးအပြည့်ရှုံးဖြစ်တဲ့အတွက်နှစ်သင်းပေါင်း twin ကို 3ခုလောက်ရှိမယ်ဆိုတဲ့သဘော3ခုရှိချင်းမှရှိ IS ကိုကျွန်တော်တွေတကူးပြန်ပြီးတော့မလား2-1ဆိုတဲ့ result မျိုးပြီးတော့မလား Chelsea ကဒီလောက်ထိအကျော်ပေးမှုမြင့်နေတဲ့ဟာယူ Chelsea ဒီ total ကိုသုံးလုံးပေါင်းအရှုံးဆိုရင်တော့3-0လောက်တော့ဖြစ်နိုင်ချေများတယ်ဗျာအဲ့တော့ IS ကိုဂိုးပြန်မပေးဘူးဆိုရင်ကျွန်တော်တွေ4ခုပါညာတွင်းမှုတော့လိုတယ်4ခုလောက်ထိလည်းကျွန်တော်မမျှော်လင့်ထားဘူး2-3-0လောက်ကတော့ဖြစ်နိုင်ချေများတယ် total ကို skip ချင်တယ်အသင်းရွေးချယ်မှုဆိုရင်တော့ Chelsea ကိုပဲရွေးချယ်ပေးပါရစေခင်ဗျာကဲကျွန်တော်နောက်ထပ် segment တစ်ခုက ီနှစ်သင်းကြားရဲ့ကိန်းကနဲ့အချက်လက်တွေအရင်ရေးကြည့်ပါရယ်ဟတ်တူဟတ်ထိတိုက်တွေ့ဆုံမှုတွေမှာနှစ်ကြိမ်ထိတိုက်တွေ့ဆုံခဲ့ဘူးတဲ့ဒါ2019 UCL ပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဒါဟာကင် ZH တို့တောင်းကန်ဘောကသွင်းသွားတဲ့အချိန်ခါတက်မရရပေါ့ ဲတော့ကချက်စီကအသိခံနေရတာပြီးမှနောက်ကပြန်သိရင်းနဲ့ကျွန်တော်နိုင်သွားတာနိုင်သွားမှုတည်ကြသွားတာပေါ့ဆိုတော့အဲ့ဒီ2019 Champion League နှစ်ကြော့မှာတစ်ချိန်တည်ကြပြီးတော့တစ်ချိန်ချက်စီကနိုင်ထားတယ်နိုင်တဲ့တစ်ချိန်က Netherlands မြေမှာ1-0နဲ့နိုင်ထားတာအိမ်ကွင်းမှာတော့4-4တည်ပွဲဖြစ်ထားတယ်2019ကအရင်တော့မကြသေးဘူးပေါ့နော်ဒီ head to head လေးကိုတော့အနည်းငယ်တော့ဂယုပြုတင်တယ်ဒါပေမဲ့တစ်ဖက် IS မှာလည်း Ekkala တော့ Hakim ZS2 ရှိမနေတော့ဘူးဗျ အရန်တောင့်တင်းတဲ့လူစည်းစုဖွဲ့မှုတစ်ခုပိုင်ဆိုင်မနေတော့တဲ့အတွက်ကြောင့်တည်တင်တိထိုက်အောင်ပဲဟတ်တူဟတ်ကိုပြောပြလိုက်တာပါနောက်တဲ့ပိုင်းချယ်ဆီရဲ့အခုနောက်ဆုံး6ပွဲဆက်ရလက်၄ပွဲနိုင်2ပွဲရှုံးတရေလုံးဝမရှိဘူးအဲ့ဒီ6ပွဲဆက်မှာနောက်ဆုံး3ပွဲဆက်ကနိုင်သားတယ်နောက်ဆုံး3ပွဲဆက်မှာမှပေးကိုကလည်းတကူပဲရှိတယ်အဲ့ဒီပွဲကလည်း Liverpool နဲ့ပွဲ Liverpool ကိုပေးလိုက်ရတဲ့တကူကျန်တဲ့ပွဲစဉ်တွေမှာတောက်လျှောက်ချယ်ဆီဒီပေးကိုမဲ့ထားတယ်ဘန်ဖီကာကို1-0 Northern Forest ကို3-0တိုက်စစ်ခံစစ်စွမ်းဆောင်ရေ တဟဇာတာဖြစ်နေတယ် ်မျှတနေတယ်ဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်။ Chelsea ရဲ့အိမ်မက်ဆိုးတွေကတော့ကြော်လွန်သွားခဲ့ပြီပေါ့နော်။ Brighton ကိုရှုံးတဲ့ပွဲတွေ၊ United ကိုရှုံးတဲ့ပွဲတွေလုံးလေချလေလိုက်နေရကနေရဒီယာကို Benfica နဲ့ပွဲတွေမှာခြေပလိုက်တယ်။ Okay လက်ရှိ form Chelsea ကောင်းနေတယ်။တစ်ဖက်က IS ကိုကျင် Brook စိတ်တောင်စိတ်ပြတ်သွားအောင်မယ်။နောက်ဆုံး6ပွဲမှာတပွဲပဲနိုင်နေ၊နှစ်ပွဲတည်းအကြာကြီး၃ပွဲရှုံးတယ်။ကျွန်တော် over တွေပြောနေတာမဟုတ်တကယ်ကိုစိတ်ပြတ်စရာကြီးမဟုတ်လို့ပြောတာ။အခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ AZ Egemau အိမ်ကွင်းမှာတူးစီးနဲ့ရှုံးတယ်။၈ပွဲမှာ Sparta Rotterdam ဒါက Netherlands League ရဲ့အကောင်းဆုံးအသင်းမဟုတ်တာမန်အသင်းတစ်သင်းပဲ။ 33တည်ရကြတယ်သူတို့နိုင်တာဆိုလို့ NAC Berida ကိုပဲ2-1နဲ့အင်ကွင်းမှာနိုင်တာ Champion League မှာလည်း Olympia Cos ကို4-0နဲ့ရှုံးတယ် Inter Milan ကို2-0နဲ့အင်ကွင်းမှာရှုံးတယ်တကူမှာလည်းပြန်ပြီးတော့မသွင်းနိုင်ခဲ့ဘူးပေကိုကြီးပဲ6-0ရှိခဲ့တယ်ဖောင်ကြီးကလုံးဝထိုးဆိုင်နေတာနောက် Chelsea ရဲ့ အင်ကွေးရလက်တွေ၃ဘွဲ့နိုင်တပွဲတည်တပွဲရှုံးရှုံးတဲ့ဘွဲက Brighton ကိုရှုံးတာဒါပေမဲ့ IS ရဲ့အဝေးကွင်း၆ဘွဲ့ရလက်ကတော့၄ဘွဲ့တည်ရကြပြီးတပွဲရှုံးတာတယ်မာဆေးကို၄ခုပြည့်နဲ့ရှုံးတယ် Netherlands မှာ၄ဘွဲ့လုံးတည်ရကြတာတယ်စိတ်ပြည့်စရာကောင်းလွန်းတယ်ဒီအချက်လက်တွေကျွန်တော်ညီကိုကြီးကလေးကတေချာပေါ့ဒါ Chelsea နိုင်တဲ့နေဆိုတာရိတ်စားမိမှာပါအဲ့တော့နောက်ဆုံးမှကျွန်တော်ဘယူအပိုင်းချင်းကတ်မှုလုတ်လိုက်ရအောင်အခုနောက်ပိုင်းပွဲတွေမှာနည်းနည်း free roll ပုံစံမျိုး Andrew Morris ကပေးစော်လာတာကျွန်တော်တွေ့ရတယ် Premier League club တွေကတော့အရင်ပြဿနာမရှိဘူးတချို့နီးပြီးအပိုင်းမြင်းနဲ့ ကလပ်သင်းတွေဒီအကွက်ကိုကောင်းစွာရိတ်စားမိတယ်အဲ့ free roll ပေးထားတဲ့ကစားသမားကိုဒီတိုင်းလွတ်ပေးထားပြီးဇုံတွေကိုပဲဇုံနယ်မှာကင်ကတ်ဆော့တယ်ဗျာအဲ့ဒီအရေးကြီးတဲ့ မှာ pocket space မျိုးတွေ business lines တွေမှာကြက်တဲ့ကြောင်ဆိုရင်သူ့ဘာလို့သူအဲ့ free roll ပေးထားတဲ့ကစားသမား overload တွေဘလောက်ဖြစ်အောင်မဲ့လုပ်လို့ဘာပြဿနာမှမရှိဘူးကျွန်တော် free roll ပေးတဲ့ကစားသမားကလည်း melo goo store ကြီးအဲ့တလောက်ထိအစိတ်ရှိတဲ့ကစားသမားမဟုတ်ဘူးဒါပေမဲ့အဲ့ဒါ premier league ရဲ့ထိပ်တန်း club တချို့လေ is ကြတော့အဲ့လိုပုံစံမျိုးပေးရင်တကယ် overload လောက်ခံရမှာ melo goo store ဘာလို့ကစွတ်ဆက်ပြေးပြီးတော့သိရမလား half space တွေတဲ့ဝင်လို့ဝင် am နေရာတွေနံပါတ်10နေရာတွေမှာ2ယောက်3ယောက်ထပ်လို့ထပ်နေကြောထင်းပါတယ် chelsea ရဲ့ viewer ဘိုင်းအရာကလည်း anthony morris ကဒီလက်ရှိအချိန်မှာ is တက်2ဆင့်လောက်ထိ တာလွန်နဲ့ဘီယာပိုင်းတချို့နဲ့ချင်းကပ်ပြီးကစားမယ်လို့ထင်တယ်။အနည်းချုပ်ပြီးရွေးချယ်ပေးချင်တာကလည်း Chelsea ပဲဖြစ်ပါတယ်ခင်ဗျာ။